မင်္ဂလာပါဆရာတို့ရဲ့အခန်းဆက်တစ်ကိုစပြီးတော့လေ့လာကြည့်ပါမယ်အခန်းဆက်တစ်ရဲ့ကောင်းစဉ်ကဆယင်းအင်းတင်ချာဖြစ်ပါတယ်ဒီအခန်းလေးကဆရာတို့တွေထက်ချိန်စရာမှတမကင်းကိုရှာခြင်းရဲ့အကြောင်းကိုအရင်လေ့လာကြည့်ပါမယ်အဲ့ဒီတော့ကြတော့ဒါကိုမလေ့လာခင်မှာပြန်ပြီးတော့ကြတော့တမကင်းဆိုတာဘာလဲကျိန်များကင်းဆိုတာဘလူဟာလဲအလဲကင်းကိုဘလူရှာတယ်လဲဆိုတာသိအောင်ပြန်ပြီးတော့လေ့လာကြည့်ပါမယ်အဲ့တော့တမကင်းဆိုတာဘာလဲတမကင်းဆိုတာက အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ me ပေါ့နော်တမကိန်းတမကိန်းဆိုတာကဘလိုရှာတလေပါလဲဆိုတော့ကြတော့ဆိုကြပါစို့ x1 x2 x3 now 4 5 6အများကြီးလာမြေပေါ့နော်အဲ့တော့ကြတော့နောက်ဆုံး x n t ပေါ့ပြီးထားတဲ့အချက်အလက်ကနေတလုံးနှလုံးသုံးလုံးနောက်၄လုံး၅လုံး၆လုံးအများကြီးရှိမြေနောက် n n t ရှိမြေအဲ့ ဆိုတော့ကျတော့ပေးထားတဲ့အချက်အလက်ကအန်ကုဖြစ်တယ်ဆိုလို့ရှိရင်တကယ်လို့များဒီမှာတရားပေးထားရင်တော့အလုံးတရားပေါ့တထောင်ပေးထားရင်တော့အလုံးတထောင်ပေါ့နော်အဲ့တော့အနေထိဆိုတော့ကျတော့အန်ကုဖြစ်တယ်ဆိုလို့ရှိရင်တမကိန်းကိုလိုချင်ရင်ဂိန်းအလုံးပေါင်းပြရပါတယ်ဒါဆိုရင် x1 နေ2နေ3နေနောက်အလုံးအနေထိပေါင်းမယ် အဲ့ဒီကိန်းအားလုံးကိုပေါင်းပြီးတော့ကိန်းလုံးအရေးအတွက်နဲ့စားပေးရမယ်အလုံးတရာရှိရင်တရာနဲ့စားတထောင်ရှိရင်တထောင်နဲ့စားမယ်အန်နဲ့ရှိရင်အန်နဲ့စားမှာဖြစ်ပါတယ်ဒါကိုဆရာတို့တွေကပုံတင်ကြီးနဲ့ပြောပါမယ်နော်ဖော်မြူလာနဲ့ပြောပါမယ်တမတ်ကိန်းကိုဆရာတို့တွေကမြူနဲ့သတ်မှတ်ပါတယ်နော်ဒါလေးကိုမြူလို့ဖတ်ပါတယ် ကင်အားလုံးပေါင်းဖို့တည်ပြီးတော့ကျတော့ကင်လုံးအရေအတွက်နေစားပါတယ်မြို့အီကွယ်စကမာ x by n နဲ့လို့ဒီလိုမျိုးသတ်မှတ်ပါတယ်ဒါလေးကနည်းနည်းလေးမျက်စိရှုပ်မယ်ဆိုလို့ရှိရင်ဇီရိုရေဒီတိုင်းလေးရှင်းရှင်းလေးကြည့်လို့ရပါတယ်မြို့အီကွယ်စကမာ x by n နဲ့ဒါလေးကိုစကမာလို့ဖတ်ပါတယ်အတိတ်ဘယ်ကပေါင်းချင်းလို့အတိတ်ပဲရပါတယ်နော်အိုင်နီယာမှာ1အစားသွင်းမယ်2အစားသွင်းမယ်3အစားသွင်းမယ်နောက် n နဲ့ t ပေါ့အစားသွင်းမယ်ပေါ့နော် ပြန်ပြောရရင်တမကင်းကိုအားလုံးပေါင်းပြီးတော့အရှိအတွင်းနဲ့စားပြရတာပါပုံသင်နည်းကဘယ်လိုလဲမြူအီကွယ်စကမာ x by n ဖြစ်ပါတယ်တမကင်းကိုဘာနဲ့သတ်မှတ်တယ်လဲမြူနဲ့သတ်မှတ်ပါတယ်ဒါကတမကင်းမိကိုရှာတဲ့ပုံသင်နည်းပါကဲဒါဆိုရင်နောက်ကြိမ်များကိန်းမုတ်ကိုဆရာတို့တွေကြည့်ရအောင်ကြိမ်များကိန်းမုတ်ဆိုတာကအချိန်အများဆုံးပါဝင်တဲ့ကိန်းပဲလေ တချို့တစ်ချိန်ပါမယ်နှစ်ချိန်ပါမယ်သုံးချိန်ပါမယ်အများဆုံး၄ချိန်၅ချိန်ပါမယ်အများဆုံးပါတဲ့ဂိမ်းကိုချိန်များဂိမ်းမဟုတ်လို့သတ်မှတ်ပါတယ်အရာပြီးရင်နောက်အလယ်ဂိမ်းမီဒီယံအလယ်ဂိမ်းကိုကြတော့ဘယ်လိုမျိုးရှာပေးရတလဲဆိုတော့ကြတော့သူကဂိမ်းတွေကိုငယ်စဉ်ကြည့်လိုက်စီးပေးရတယ်ငယ်တာကိုအရင်ထားပြီးတော့ကြတော့တဖြည်းဖြည်းနဲ့ကြီးသွားမယ်ဒါမှမဟုတ်ကြီးစဉ်ငယ်လိုက်စီးပေးရတယ်အဲ့ဒါကပထမတစ်ချက် စီလိုက်တဲ့အခါမှာအဲ့ဒီဂိမ်းတွေကသူကမာဂိမ်းဖြစ်ချင်းဖြစ်မယ်စုံကြရင်ကြနေလိမ့်မယ်အဲ့တော့အလဲဂိမ်းဆိုမှာတော့အလဲတက်တယ်ပဲလေငါလုံးရှိရယ်ဆိုရင်လက်ဝဲနှလုံးလက်ရနှလုံးပဲအလဲတက်တယ်ပဲနော်အဲ့စက်တလုံးရှိရင်လက်ဝဲကငါလုံးလက်ရငါလုံးအလဲတက်တယ်ဟာအဲ့ဒါကအလဲဂိမ်းမီဒီယံပဲအဲ့တော့ကြတော့ငယ်စဉ်ကြီးလိုက်ဒါမှမဟုတ်ကြီးစဉ်ငယ်လိုက်စီးပြီးသွားရင်မဖြစ်တယ်ဆိုရင် အလေကိန်းတလုံးမယ်အဲ့ဒါမီဒီယံအလေကိန်းမယ် တကယ်လို့စုံဖြစ်နေမယ်ဆိုရင်တော့ဥပမာ6လုံးဖြစ်နေမယ်ဒါဆိုရင်စုံမယ်နော်အခုနောက်တော့ကလို့ဟိုဘက်3လုံးဒီဘက်3လုံးယူလို့မရတော့ဘူးအဲတော့စုံဖြစ်နေမယ်ဆိုရင်အလဲနှလုံးကိုယူပြီးတော့ကျတော့ပြန်မြတန်ဖို့ရှားပေးရတယ်အဲ့ဒီနှလုံးကို ပေါင်းပြီးတော့နှစ်နဲ့စားပေးရတယ်အဲ့ဒါဆိုရင်အလဲကိန်းရပါတယ်ကဲဒါဆိုရင်ပို့ပြီးသဘောပေါက်သွားအောင်ဥပမာလေးကြည့်ပါမယ်ဒီမှာပြထားတဲ့ဟာကိုအလဲကိန်းကိုရှားမယ်ဆိုကြပါစို့နော် ။ဒါဆိုရင်ဒီမှာပေးထားတဲ့ဟာကိုငယ်စဉ်ကြည့်လိုက်စီးရမယ်။သို့မဟုတ်ကြည့်စဉ်ငယ်လိုက်စီးပေးရမယ်။ဒါဆိုရင်ငယ်စဉ်ကြည့်လိုက်စီလိုက်တဲ့အခါမှာငယ်တာကအရင်လာမှာပေါ့ဂိမ်းတွေကိုငယ်စဉ်ကြည့်လိုက်စီလိုက်မယ်ဒါဆိုရင်1လာမယ်1ကနှစ်ချိန်မှာပြီးတော့ကျတော့2လာမယ်2ကကျတော့3ချိန်မှာ3လာမယ်4နှစ်ချိန်လာမယ်5 7စသဖြင့်8ပေါ့နော်ငယ်ရာကနေကြီးသွားမယ်သို့မဟုတ်ကြီးရာကနေငယ်သွားမယ်တမျိုးမျိုးစဉ်းပြလိုက် ဒီလိုဆင်လိုက်တဲ့အခါမှာအလုံးကြီးကိုရည်တွက်ကြည့်လိုက်နှလုံး၄လုံး၆လုံး၈လုံး10လုံး17လုံးပါအဲ့တော့လက်ဝဲက၅လုံးထားမယ်လက်ရ၅လုံးထားမယ်အလဲတက်တက်က 3D အဲ့ဒါအလဲခိမီဒီယံဖြစ်ပါတယ်ဒါကမာကိန်းပေါ့နော်အဲ့တော့စုံလုံးကြီးနဲ့ရှာကြည့်ရအောင်ဥပမာနဲ့ကိုကြည့်ပါမယ်ဒီကောင်ကိုအလဲကိန်းရှာမယ်အခုနောက်တော့အတိုင်ငယ်စဉ်ကြည့်လိုက်စီလိုက်မယ်စက်ကအငယ်ဆုံးမှာ7နှစ်ချင်းလာတယ်ပြီးရင်8လာမယ် ပြီးရင်နိုင်လာမယ်နိုင်လာပြီးရင်ထန်းနဲ့ချင်းလာမယ်အလဲပင်ဖော်တီးလာမယ်အဲ့ဒါငဲစင်ကြီးလိုက်စီလိုက်တာအလုံးရဲ့ရေးကြီးလိုက်တော့ကျတော့နှလုံး၄လုံး၆လုံး၈လုံး၁၀လုံးမှာလက်ဝဲ၅လုံးလက်ရ၅လုံးလို့ပြောလို့မရတော့ဘူးလက်ဝဲ၄လုံးလက်ရ၄လုံးအလဲကောင်ကအိတ်နဲ့နိုင်အဲ့ဒီနှလုံးကိုပေါင်းပြီးတော့နှစ်နဲ့စားပြရမယ်စက်ခွန်ရတဲ့နှစ်နဲ့စားလိုက်တော့8.5အဲ့ဒါဒီအလဲကိမီဒီယံကိုရှာခြင်းဖြစ်ပါတယ်နော် โอเคအားရဆိုရင်ဆရာတို့တွေဒီတစ်ခါထက်ချိန်ဇာကနေပြီးတော့တမတ်ကိန်းကိုရှာကြည့်ရအောင်တမတ်ကိန်းကိုရှာတဲ့အခါမှာဂိန်းအလုံးကိုပေါင်းပြီးတော့အရေးအတွက်နဲ့စားပေးရတယ်အခုနောက်တော့ပုံတင်နည်းဖော်မြူလာဘယ်လိုရခဲ့တယ်လဲဆိုတော့ new equal စက္ကမ x by n ပေါ့အဲ့ဒါကတမတ်ကိန်းကိုရှာတဲ့ပုံတင်နည်းဒီတစ်ခါမှာကျတော့ထက်ချိန်ဇာကနေ ပြီးတော့ကျတော့တမတ်ကိန်းကိုရှာမှာဖြစ်ပါတယ် ဟုတ်ပြီအဲ့ဒါဆိုရင်ထက်ကျင်စရာကနေတမတ်ကင်းကိုရှားပါမယ်ထက်ကျင်စရာကနေတမတ်ကင်းကိုရှားတဲ့အခါပုံတင်ကြီးကဒီတိုင်းလေးပါထက်ကျင်စရာဆိုတော့ကျတော့သူကကျတော့ဘေဟာကပန်းနေချင်းဘေဟာကပန်းနေချင်းဆိုကြပါစို့ဘောလုံးပွဲတပွဲနော်ကန်ကြမယ်အဲ့တော့ဘောလုံးပွဲက20ပွဲစဉ်က22ပွဲရှိရထားပါတော့ ဲ့တော့ကန်တဲ့အခါမှာဂိုးမရဘူးတကိုးရတာရှိမယ်နှစ်ကိုးရတာရှိမယ်ဂိုးမရတဲ့ပွဲကဘဏ္ဍပွဲပါဘဏ္ဍချိန်မှာတကိုးရတာကဘဏ္ဍချိန်မှာနှစ်ကိုးရတာကဘဏ္ဍပွဲပါဒါလိုမျိုးထက်ချိန်ထက်ချိန်လာမယ်ထက်ကျင်စရာပေါ့เนาะအဲ့တော့ထက်ကျင်စရာကနေပြီးတော့ကျတော့တမကင်းကိုရှာတဲ့အခါမှာ ခုနကတော့ဆီရိုတွေတမတ်ကိန်းကိုရှာမယ်ဆိုအားလုံးပေါင်းပြရတယ် x1 x2 x3 နောက်ဆုံး nnt ပေါင်းပြီးတော့ဂိမ်းလုံးအဲ့ဒီအတွက်နဲ့စားပြရတာထပ်ချိန်စရာမှာကျတော့ဆီရိုတွေ frequency ပိုးလာပြီး f ကလေးပိုးလာပြီးဒါကြောင့် f1 x1 f2 x2 f3 x3 အားလုံးပေါင်းမယ်လိုရင်းကတော့ဆီရိုတွေကအားလုံးပေါင်းပြီးတော့အဲ့ဒီအတွက်နဲ့စားတာပါပဲဒါလေးကမျက်စိထဲမှာရှုပ်နေတယ်ဆိုရင် mu equal sigma fx by sigma f ဒါသည်တမကင်းကို ရှာတဲ့ပုံတည်နည်းပါတမကင်းကိုရှာတဲ့အခါဘယ်ကနေရှာမှာလဲဆိုတော့ထက်ချိန်ဇာကနေပြီးတော့တမကင်းကိုရှာမှာအဲ့တော့တမကင်းကိုရှာတဲ့အခါမှာပုံတည်နည်းအခုနန်းကတမျိုး sigma x by n မှာ ထက်ချိန်ဇာကနေရှာမယ်ဆိုရင် mu equal sigma fx by sigma f ဖြစ်ပါတယ် ဲ့တော့ကြတော့ဟောဒီအောက်ကအိုင်လေးတွေဆိုတာက1အစသွင်းမယ်2အစသွင်းမယ်3စသဖြင့်ပေါ့အစသွင်းမယ်လိုရင်းကတော့တမကင်းကိုထက်ချိန်စရာကနေရှာမယ်ဆိုရင် ပုံတင်နည်းကမှတ်ထားတော့မယ် mu equal စက္ကမ fx by စက္ကမ f ဖြစ်ပါတယ်။ဟောဒီကောင်လေးကိုစက္ကမလို့ဖတ်ပါတယ်။အတိပ္ပယ်ကသူကပေါင်းခြင်းလို့အတိပ္ပယ်ရပါတယ်။အားလုံးကိုပေါင်းပြီးတော့အရင်အတွက်နဲ့စမ်းပါပေါ့နော်။ ကဲဟုတ်ပြီဒါဆိုရင်ပို့ပြီးတော့နားလေသဘောပေါက်သွားအောင်ဥပမာကလေးကြည့်ပါမယ်။အာကစားကွင်းတစ်ခုမှာဘောလုံးပွဲပါ။လာရောက်ကစားတဲ့ပွဲစဉ်22ပွဲရှိပါတယ်။အဲ့တော့22ပွဲ22ခုမှာရရှိတဲ့ဂိုးအရေအတွက်တွေကိုစစ်တမ်းကောက်ယူကြည့်လိုက်တဲ့အခါအောက်ပါအတိုင်းရရှိပါတယ်တဲ့။ထိုထက်ချိန်ပြဇာကနေတမတ်ကိန်းကိုရှာပါတဲ့။ကြည့်လိုက်တဲ့အခါမှာဂိုးအရေအတွက် 22ပွဲမှာ6မရတဲ့ပွဲက6ပွဲပါတကူရတာက9ပွဲပါ2ကူရတာရှိမယ်3ကူ4ကူရတာရှိမယ်เนาะအဲ့တော့ကြတော့6မရတာက6ပွဲအဲတကူတဲ့ကူတာက9ပွဲရှိပါတယ်6ပွဲတွေ9ပွဲတွေ9ပွဲတွေဆိုအဲ့ဒါထက်ကျင်ပေါ့เนาะဒါဟာထက်ကျင်ဇီယာကနေပြီးတော့ကြတော့တမတ်ကိန်းကိုရှာမှာပါဒါဆိုရင်ဆီယရိုးတွေကထက်ကျင်ဇီယာလေးတိဆောက်ရမယ် ဘလို့တိဆောက်မလဲဆိုတော့ကျတော့ထက်ကျင်ကို0တွေက f နဲ့သတ်မှတ်မယ်။ go အကြီးအတွက်ကို x နဲ့သတ်မှတ်ပါမယ်။အဲ့တော့ go အကြီးအတွက်ကို0တွေက x နဲ့သတ်မှတ်ပြီးတော့ကျတော့ go မရှိတာ go မရတာက6ပွဲပါ။နော်။အဲ့တော့ထက်ကျင်ကို0တွေက f နဲ့သတ်မှတ်မယ်နော်။ဒါဆိုရင် တကူရတာက9ပွဲပါ။အဲ့တော့အဲ့ဒီနှစ်ခုမျှောက်ကြည့်လိုက်မယ်။ဆိုလိုတာကတကူရတာက ခုနှစ်ပွဲရှိတာဆိုတော့အဲ့ဒီခုနှစ်ပွဲစလုံးမှာ6အရေအတွက်က9ခုရမှာပေါ့သူကကြတော့တပွဲမှာတကူပဲသွင်းတာလေနှစ်ပွဲဆိုတော့2ခုခုနှစ်ပွဲဆိုတော့9ခုပေါ့တော့ဒီကောင်နဲ့ဒီကောင်မျှောက်လိုက်မယ်ဆိုလို့ရှိရင်7ရလာမှာပါပဲနော်ဒီကောင်ကကြတော့3ညရမယ်အောက်ကကြတော့2ခုရတာက9ပွဲပါအဲ့တော့9အရေအတွက်က10ခုဖြစ်ပါလိမ့်မယ်ဒီကောင်က9ပါ အောက်က4ပါအဲ့တော့အကုန်လုံးပေါင်းကြည့်လိုက်တဲ့အခါမှာ 6ပွဲ9ပွဲ5ပွဲ73 78 20 20နဲ့ပွဲစဉ်22ခုပါ22ပွဲပါအဲ့ဒါကထက်ချိန်ပေါင်းလို့မှတ်ပါနော်ပေါင်းတယ်ဆိုတာစက္ကမပါအဲ့တော့စက္ကမ F ရဲ့တန်ဖိုးသည်22ပါနော်ဟောဒီ f နဲ့ x နဲ့မြှောက်လိုက်တဲ့အခါမှာ go a အတွက်ဒီကဒီလောက်အလုံးပေါင်းလိုက်တဲ့က go a အတွက်30ရပါတယ်အဲ့တော့ပွဲစဉ်22ပွဲမှာအလုံး go a အတွက်ပေါင်းလိုက်တဲ့အခါ go ပေါင်း30ရပါတယ် ဒါကကြတော့ F နဲ့ X နဲ့မြောက်တယ်လို့မြန်မာစက္ကမ FX equal 30လို့ဇေရိုတွေကပြောလို့ရတယ်။ဒါဆိုရင်တမကင်းကိုရှာလို့ရပါပြီ။ဘယ်လိုရှာမလဲဆိုတော့စုစုပေါင်း9အရင်အတွက်ဒီ30ပါ။အဲ့ဒါကစက္ကမ FX လို့ပြောလို့ရတယ်။နောက်ပြီးတော့ကြတော့ထက်ချိန်ပေါင်းကကြတော့ထက်ချိန်စုစုပေါင်းကကြတော့ 2022ပါစက္ကဘာ F equal 22လို့ပြောလို့ရတယ်။လိုချင်တာကတမတ်ကိန်းကိုလိုချင်တာတမတ်ကိန်းကိုလိုချင်အားလုံးကိုပေါင်းအရေးအတွက်နေစား။အဲ့ဒီထက်ချိန်စရာကနေပြီးတော့တမတ်ကိန်းကိုလိုချင်တဲ့အခါမှာပုံတင်နည်းက mu equal စက္ကဘာ Fx by စက္ကဘာ F လို့အခုနောက်တော့ဇီရိုတွေတိခဲ့လိုက်တယ်။စက္ကမ FX ရဲ့တန်ဖိုးက30ပါစက္ကမ F က22ပါ30ကို22နဲ့စားလိုက်တဲ့အခါ1.4ဆိုပြီးရပါတယ်အဲ့ဒါသူ့လိုချင်တဲ့သမတ်ကိန်းပဲ ဲ့တော့ပြန်ပြောရရင်မှတ်စရာကဒီတစ်ချက်ကလေးပဲထထချင်းဇာကနေပြီးတော့ဟောဒီလိုဇာကနေပြီးတော့တမကင်းကိုရှာကျင်တဲ့အခါမှာတမကင်းကိုရှာတဲ့ပုံတည်နည်းကမြူဤကွယ်စကမာ fx by စကမာ f ဖြစ်ပါတယ်နော်ကဲဒါဆိုရင်ဒါကိုနားလည်ရင်ဇာတို့တွေဒီဘူးလက်စင်ကတော့ဒီလောက်ပဲနောက်ဘူးလက်စင်မှာလေ့ကျင့်ခန်းလေးတွေကိုဆက်ပြီးတော့လုပ်ကြည့်မှာဖြစ်ပါတယ်နော်